Hello မင်္ဂလာပါမင်္ဂလာပါရှင်လုံးရလေအားလုံးမင်္ဂလာပါလို့မှုခွန်းဆက်တလိုက်ပါတယ်ဒီနေ့ကတော့မင်္ဂလာရှိလားမရှိလားတော့မသိဘူးလူရတော့မအနည်းလဲဒီနေ့ကနည်းနည်းလေးညှို့ထားလို့မကောင်းဖြစ်နေတယ် ရုပ်ကိုပဲကြည့်တော့ကိုမျက်နှာအမလေးအေးကြည့်တာကကိုက live လွှင့်နေဆိုတာကပြောချင်တဲ့အကြောင်းအရာလေးတွေပေါ့နော်ကို share လုပ်ပေးချင်တာပေါ့နော်ဗာလေးတွေလည်းဆိုတော့ပြောပြချင်တာလေးတွေပေါ့အမှန်တရားကိုချစ်ပါတယ်ဆိုတော့ကျွန်မအမှန်တရားတော့ပြောမှာပဲလေနော်ကိုမအရထောင်ပေါ့ကိုမချစ်ပြုတ်ပြီးတဘာဝအတိုင်းနဲ့ပြောတာပဲကောင်းပါတယ်နော် live လွှင့်နေဆိုတာ ဒီနေ့ကတော့ဒီမှာကတော့မိုးရွာပြန်ပြီ။ဆွေနိုင်ငံရဲ့ရာသီဥတုဟာလေတနေ့ရွှေတနေ့မသိလား။မနေ့ကတော့နေ့တာလို့ဒီနေ့ကမိုးအောင်လို့မိုးရွာပြန်ပြီ။ကဲခဏလေးအဒီ live ကိုတချို့စောင့်ကြည့်တဲ့သူတွေပေါ့နော်။စောင့်ကြည့်တဲ့သူတွေအတွက်ခဏလေးစောင့်လိုက်ဦးမယ်။ဒီနေ့ပြောချင်တာကတော့အဲ အဲဘယ်လိုခေါ်မလဲနီ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 ပိနေလားအခုပြောပြောရဲနီပိနေရတော့ကျမကိုဆဲမှာပေါ့နော်ကျမကိုအဲပြောမယ်နီပိနီပိအချစ်တော်တွေကတော့အဲကျမက NUG ကို found ထုတ်တယ်ဆိုပြီးတော့ပြောကြလိမ့်မယ်အဲ့မှာဟာဒီနီမဘောမဆိုပြီးပြောကြလိမ့်မယ်ဒါမဲ့ဘောမရာဖြစ်စီဘောမမဘူးကျမမရာမရာကျမအမြဲတမ်းပြောပြောနေတဲ့စကားတစ်ခုရှိတယ်ကျမသည် အစိမ့်ကိုလည်းမကြိုက်ဘူးအနီကိုလည်းမကြိုက်ဘူးအမှန်တရားကိုပဲချစ်တယ်အမှန်တရားကိုပဲကြိုက်တယ်ပြီးတော့ကိုယ်လူမျိုးတွေပေါ့နော်အသက်တွေပေးနေရတာတွေမကြည့်ရဘူးပေါ့နော်တချို့ကိုကဘာဖြစ်လဲဆိုတော့တိလာပြောပြမယ်တိလာအော်အနီအများကြီးပြောပါတယ်အနီရဲ့ဒီ live တွေကိုကျမက copy ကိုကိုမပေးထားဘူးနော်တကယ်ကျမဒီ YouTube မှာ အခုထိဘာကြော်ညာလဲကျမမရဘူးကျမပတ်စံလည်းမရဘူးကျမကသတ်သက်သက်ကလေးပဲကျမပြောခြင်းနဲ့အရာလေးတွေကိုကျမနဲ့ရင်ဖက်ချင်းတူမယ်ထင်လို့ထင်တဲ့သူတွေပေါ့နော် အစိမ်းလည်းမပါဘူးအနေူလည်းကမပါပဲနဲ့အဖြူရောင်တက်တက်အဖြူရောင်တက်တက်နဲ့ကိုယ့်ရဲ့လူမျိုးကိုယ့်နိုင်ငံကောင်းစားဖို့အတွက်ကိုရှေ့ရှိပြီးတော့ချင်းတူတဲ့သူတွေတက်ပဲကျမကရှိမှာပဲနော်လူတိုင်းကသူ့အကြချင်းသူမတူလေနော် တချို့ကလည်းအစိမ်းကိုကြိုက်မှာပဲတချို့ကလည်းအနီကိုကြိုက်မှာပဲတချို့ကြတော့လည်းအနီလည်းမကြိုက်ဘူးအစိမ်းလည်းမကြိုက်ဘူးနဲ့အဖြူအောင်တက်တက်နေရတူလည်းရှိမှာပဲလူတိုင်းမှာကတယောက်ကြိုက်တဲ့မျိုးစီလीဆိုတော့အန်တီရဲ့ဟိုဒီ life ကိုကြည့်ရတဲ့သူကတော့အန်တီနဲ့စိတ်ချင်းတူမယ်လို့ထင်ပါတယ်မတူဘူးဆိုလည်းဟိုမကြည့်လို့ရပါတယ်ဒါပေမဲ့အန်တီပြောလိုက်တိုင်းမှာစကားတစ် ကိုယ်နဲ့မှာဟုတ်တယ်မဟုတ်ဘူးစာကိုဖာတာကိုကိုဆုံးဖြတ်လို့ရတယ်။ဘာကြောင့်လဲဆိုတော့အန်ဒီတို့ကထမင်းစားနေကြတာလေနော်။ထမင်းစားနေပြီးတော့ဥနောက်ကလေးလည်းဖွင့်ပြကြပါနော်။ထမင်းစားတယ်ဆိုတော့ဉာဏ်ပညာဖွင့်ပြဖို့လည်းစားရတာလေနော်။စားတော့ပြီးတော့ဉာဏ်ပညာဖွင့်ပြဆိုတော့အလက်ကားပဲလေ။ဆိုတော့ဒီနေ့ကတော့အန်ယူဂျီဘသူလဲဆိုတော့ခေါင်းစဉ်လေးနဲ့ပြောမှာပေါ့။အဲပြောတဲ့အခါကျတော့အန်ယူဂျီအချစ်တော်တွေကတော့ကျုပ်ကိုဆဲမှာပေါ့။သိရမလား။တချို့က ကိုအမျိုးရတာမှအန်နီဂျီကိုထိမခံဘူးလေ။ဒါပေမဲ့အန်နီမေးတဲ့မိကုံကကျွန်မပြန်ဖြစ်ပြီ။တချို့ကပြောတာပေါ့နော်။အန်ယူဂျီကတဲ့အဲဘာလဲကျွန်အခုပေါ့နော်ဟိုပေါ့ဆိုပေါ့အခုရှင်းလို့ပြောနေတာစကားစကို against ပေါ့နော်သူလုတ်တဲ့အစိုးရတစ်လို့ပြောတယ်။အခုလင်းနဲ့ခွဲကာလမှာအန်ယူဂျီကအစိုးရတစ်လားမတစ်လားတော့ကျွန်မမသိဘူး။ယနေ့အချိန်မှာတခြားနိုင်ငံတွေနဲ့ နော်တခြားနိုင်ငံတွေနဲ့သွားရောက်ပြီးတော့ဆွေးနွေးပွဲတွေသွားနေတာက ရှင်တို့ပြောပြောနေတဲ့အစိမ့်ဘက်ကပိုချုပ်ကြီးနော်ဟိုတရကျွန်မနာမည်မပြောချင်ကျွန်မနာမည်ပြောချင်စိတ်ကမရှိတာဟုတ်တယ်ဟုတ်ပြန်စဉ်းစားလေကွာတချို့တွေဟိုဥစား Facebook သုံးနေ internet သုံးနေပတ်စာပေးပြီးတော့ internet သုံးနေဆိုရင်လည်းအကျိုးရှိအောင် ဖတ်ဖို့တော့တင်တာပေါ့နော်အကျိုးရှိအောင်ဒီစာတွေ post တွေကိုဖတ်တင်တယ်လို့ကျွန်မထင်တယ်ဒါတွေကကျွန်မတို့တွေကအသိပညာဆိုတာရှိလို့ရှိရတယ်နော် အသိပညာရှိလို့ရှိရမယ်အသိပညာမရှိလို့မရဘူးဘာကြောင့်ဉာဏ်ပညာဆိုတာလဲဟိုဥနှုတ်ရှိလို့ဉာဏ်ပညာဆိုတာရှိရမယ်လေဉာဏ်ပညာမရှိရလို့မရဘူးလေနော် ပြောချင်တာကဘာလဲဆိုတော့ဟိုအန်အင်းကြီးဆိုလို့ရှင်အန်အင်းကြီးအထိမခံနဲ့ဟုတ်ကဲ့အန်အင်းကြီးကဘယ်သူလဲလို့ကျမအရင်ပြန်မေးမယ်ကဲကျမအဖြစ်ပြီးအန်အင်းကြီးကဘယ်သူလဲအန်အင်းကြီးကရှင်တို့ပြောပြောနေတယ်အန်အင်းကြီးဆိုတာအစိုးရအသိတကယ်ဟုတ်ပြီလားအစိုးရအသိအန်အင်းကြီးရုပ်ပေါ်မှာဖွင့်ထားလဲကဲပြအန်အင်းကြီးရုံးကိုဘယ်နိုင်ငံမှာများဖွင့်ထားတယ်လဲကျမကျမပြပြောပြပေးပါလားမပြောပြထားဘူးလေကျမတို့အခု ဥစားမြန်မာပြည်ပြန်လာမယ်ဆိုရင်ကျွန်တော်ဗီဇာလျှောက်ရတယ်ဗီဇာလျှောက်လို့ရှိရင်အန်ယူတီရုံမှာတက်လျှောက်ရမှာမဟုတ်ဘူးလေစစ်အစိုးရစစ်ကောင်စီဖွင့်ထားတဲ့တန်ရုံမှာတက်လျှောက်ရတာအန်ယူတီရမှာဖွင့်ထားတာမဟုတ်တာရောအဲ့ဒါကိုအန်ယူတီကအစိုးရတစ်ပါဆိုပြီးတော့အပေါ်မြန်မာအန်ယူဂျီကိုထိမခံဘူးအန်ယူဂျီကိုငါတို့အားပေးရမယ်အန်ယူဂျီကအဓိကဆိုတော့အန်ယူဂျီကရှင်တို့ပြောနေတဲ့အန်ယူဂျီကကျမကြားသလောက်ကျမ အွန်လိုင်းဖွင့်နိုင်ကြီးသလောက်ကအညူးကြီးမှာရှိတဲ့အမတ်တွေကပောက်ကရတွေပဲရှောက်ရှောက်ပြောနေတာဘာတွေပြောနေမှမသိအထူးသဖြင့်အညူးကြီးမှာရှိတဲ့အမတ်တွေကဆိုလို့ရှင်တော့ရှင်တို့လည်းသိကြမှာပါမသိဟန်ဆောင်နေတာလားအဲ့လိုမျိုးလို့ရှင်လဲရှင်တို့လည်းအလိုတူအလိုပါဆပ်ပေါက်တရနေလို့လားကိုကိုအသိဆိုကိုကိုကိုဝန်ခံကြကိုလိုက်ရကိုသိကြမယ်အညူးအမတ်ရင်ကိုလက်ကျမဘိုင်နေပြောတာနော် ရင်ကိုလက်ဆိုတာမယားနှစ်ယောက်ကိုယူထားပြီးတော့တယောက်ကအမေမေကြီးကိုအမေရိကပို့ပြီးတော့မရင်ငယ်ကိုကြတော့တိပါပါငမလေးလုံးနဲ့ရုပ်ရှင်တရုပ်ဆောင်တာဘာသူလဲယူထားပြီးတော့သူတို့အရှူရှူလုံနေကြတာတော်ထဲမှာသွားလိုက်ဓာတ်ပုံလေးသွားရိုက်လိုက်ဟိုဝစ်စုံလေးဝစ်ပြလိုက်အဲပြီလို့ရှိရင်လူတွေအထင်ကြီးအောင်လုပ်ကြတယ်မတ်တရနောက်တော့နောက်တစ်ယောက်ရှိသေးတယ်ဗါလဲရင်း6ရရင်း9ရရှက်ရှက်ပြောနေတာလေ ဘာယင်းလဲကောက်လို့ရတဲ့ယင်းလားအဲ့လိုမျိုးမထော်မနန်းနေပြောနေတဲ့အမတ်တွေမထော်မနန်းပြောနေတဲ့ဆရာဝန်ပမုခကြီးအသက်ကြီးရွယ်အိုဆရာဝန်ဆိုလဲဩစတြေးလျရောက်နေပြီးတော့ပောက်ကရတွေတက်တက်ပြောနေတာအခုပဲနေပြီးတော့ကိုသွားတော့မယ်အခုပဲဘဲကိုသွားတော့မယ်အခုပဲရှင်တော့ပောက်ကရပြောနေတာအကြောင်းမဟုတ်ဘူးမနေ့မနေ့ကလဲအသက်မရှိတဲ့ကလေးဘုံကျဲခံရတယ်ဒီနေ့လဲဘုံကျဲခံရတယ် ရှင်တို့မှာကိုချင်းစာနာတက်တော့ကိုချင်းစာနာတက်တော့စိတ်မရှိကြဘူးတကယ်ဆိုရှင်တို့အမတ်တွေကငါတို့ဒီအစိုးရတရားတတနေရအောင်ယူမယ်ဆိုတော့အမတ်တွေဆိုလို့ရှင်ညှိလိုက်ကောအခုချိန်မှာညှိလိုက်တော့တိုင်းပြည်လဲဆုတ်ပြတ်နေပါပြီတိုင်းပြည်လဲရစရာမရှိတော့မြန်မာပြည်လဲဆုတ်ပြတ်လို့ဟို ဟိုအေးပေါ့တနေရာတော့ကောင်းတာပေါ့အခုလိုမျိုးဟိုရွှေဆိုင်နေမှာတော့လူစီကားမယ်အဲဆယ်လီရီစီမှာလူစီကားမယ်ရုပ်ရှင်ရုံနေမှာလူစီကားမယ်ရန်ကုန်ဘားတွေမှာလူစီကားမယ်အဲ့လိုမျိုးနေရာတွေကြတော့ဟိုဘယ်သူမှရှင်းလို့သွားပြီးတော့မပြောကြဘူးဒါကတော့ထားတော့သူ့ရဲ့လူကုန်တန်းအတိုင်းအဝိုင်းကတော့အဲသူ့ပနာစားနေကြတယ်ဒါပေမဲ့အခုဟိုးတော်ထဲမှာအညာတွေဘက်မှာအပြစ်မဲ့ကလေးလေးတွေအသက်ခံရကြတော့ ဘယ်ပါဇက်ကလာပြောလဲဘယ်ပါဇက်ကနေပြီးတော့နိုင်ငံတကာကြောင်းအော်ပေးတယ်လေဘယ်ပါဇက်ကကိုဘယ်မင်းသမီးတွေလဲတုံးချောင်းထောင်နဲ့ဆယ်လီမင်းသမီးတွေမရေသမီးတွေရှေ့ရဲ့အတွက်နိုင်ငံเจ้าကိုသွားပါသမီးတွေရှေ့ရဲ့အတွက်နိုင်ငံเจ้าကိုသွားပါငိုကြီးချက်မလုပ်ပြီးတော့သမီးတွေကဘွတ်လို့ရှစ်လို့လိုင်းပေါ်မှာတင်ထားတဲ့မိန်းမတွေဆယ်လီတွေ အဲ့ခလေးတွေနေရာမှာအသက်ပေးလိုက်ရတဲ့ခလေးတွေနစ်သမီးတွေဆိုရင်ရောတို့ခလေးတွေဆိုရင်တို့ဘယ်လိုခံစားရမလဲနေနို့တွေလောက်ယုံမာတာနေနို့ပဲစက္ကစယုံမာတယ်ဆိုတာကတကိုယ်ရက်သူကယုံမာတာထားလိုက်တော့နေနို့တွေကနေရာတနေရာယူပြီးတော့ ယုံမတက်နဲ့ယုံထွက်ဆိုပြီးတော့နင်တို့ကိုယ်တိုင်ကပြေးသွားပြီးတော့နင်တို့ကတော့နိုင်ငံသားမှာဇိမ်လေးနဲ့အေးဆေးနေနေကြတယ်အခု NUG ကိုထိမပြောနဲ့ NUG ကိုထိမခံဘူးဆိုတော့ NUG ကနင်တို့ရဲ့ဘာမလို့တော့အဲ့ဆို no NUG ကိုအားပေးလိုက်ကြတဲ့ကနင်တို့ဒီ NUG နဲ့အလိုတူအလိုပါပဲနင်တို့လည်းလူသက်သမားပဲငါတို့ကယဉ်မနာဖြစ်အဲ့ကလေးလေးအပြစ်မရှိရလွယ်လွယ်အဲ့ကလေးနဲ့ကလေးတွေကလေးတွေဟဲ့ အပြစ်မရှိတဲ့ကလေးတွေတင်နေရတာလေတိုင်းပြည်ကိုကြည့်ရတာတကယ်ပါနင်တို့အခုချိန်မှာနင်တို့လက်သုံးချောင်းထောင်နဲ့ဆယ်လီတွေဆယ်လီမတွေအန်ကျူကြီးတွေရှင်တို့အမေဆုလူမြဖို့များရှင်တို့အော်ပေးကြရလားမအော်ပေးတော့ဘူးလေအာဒီဘွားကြီးသိရင်သေပါစေအထောင်ထဲမှာပဲရှင်တို့အဲ့လိုတွေ့တော့တယ်လေဟုတ်တယ်မလားရှင်တို့သာတကယ်တမ်းဒီမြန်မာနိုင်ငံကြီးကိုတကယ်ကောင်းစားစေချင်ဆိုနောက်ဆုံးရှင်တို့အတက်နိုင်ဆုံးညှိနှိုင်းပေးရတော့မယ်ဘာကြောင့်လဲမြန်မာပြည်မှာ အပြစ်မဲ့ပြည်သူတွေစုံးနေရတာအောက်ခြေလူရန်စားတွေငက်ပြက်ကုန်ပြီရှင်တို့သိရမယ်ရှင်တို့ကြတော့မိသားစုလည်းအပြုံလိုက်ကြီးဆွေစင်ပေါင်ဆက်မျိုးဆက်အကုန်အမေရိကန်ထွက်သွားတဲ့အလှူတွေပတ်စံနဲ့ပြည်သူတွေအောက်ခြေလူရန်စားတော့တေးချင်းသေးစီချင်းချင်းဘုံကျဲရင်လည်းကျဲဆိုတဲ့ပုံစံရှင်တို့နေဒါဆိုကျွန်မထင်တာအနင်းကြီးသည်သရှိုးပဲသူလည်းသက်သမားပဲအနင်းကြီးကတကယ်တမ်းကြတော့ နိုင်ငံတကာကအသိမှတ်မပြုဘူးဆိုတော့အန်ယူဂျီကိုရန်ကိုကကျမပြောရရင်တော့ဒါသူ့ရဲ့လူသက်သမားပဲအန်ယူဂျီဒီနိုင်ငံကောင်းစားဖို့မစင်မစင်စားတော့ဘူးငါတို့မိသားစုကအုပ်လိုက်ကြီးရောက်သွားပြီဟုတ်အခုအန်ယူဂျီမှာကောင်းတဲ့အမှတ်တွေဗမာလန်ကောက်လာပြတရက်တရက်ပတ်စံတွေခိုးတဲ့အခုရှင်တို့လူတွေကနာတမ်းများစားပါတဲ့ဘုန်းတွေရွှတ်တွေဘုတ်တွေဝယ်ထားတာပတ်စံတွေဗမာလန်ဘီလီယံနဲ့ပတ်စံတွေဗမာလန်ဗမာလန်ကဲ အဲ့လိုပြောလို့ရှင်ရှင်တို့တုံးနေတာမဟုတ်ရှင်တို့အတုံးမကြတာလူတိုင်းတီတော့တခါချလို့ရှင်ကျမအမင်းတွေအန်ယူကြီးကစက္ကဆာနဲ့များလဝါချင်းရိုက်ထားတာလားလို့ကိုကိုကိုသိဆုံးအမတ်တွေကိုကိုကိုသိဆုံးနင်တို့လောက်ရုံမှာပတ်ဆက်တဲ့လူမဆန်တာနင်တို့ပဲငါတို့ပြောစီရစကားမရှိတော့လားအန်ယူကြီးကအမတ်တွေကိုအားလို့ရှင် နင်တို့တွေကကျမထင်အထင်ပေါ့နော်အန်ယူဂျီကစကဆောင်နေရာပေါ့တရှိုးပေါ့နော်တော်တော်ပြောတယ်အန်ယူဂျီပြောတဲ့နေရာတိုင်းမှာဘုံတော့ချတယ်ဆိုအန်ယူဂျီဒီငါလာဆဲဖို့မစင်စားနဲ့နင်တို့လာဆဲလူကချီးစားလူပဲငါသတ်မှတ်ပါနော်နင်တို့လည်းအန်ယူဂျီနဲ့အလူလူပါပဲတခိုးတူတခိုးတရေပေါ်အတူတူပဲအကုန်လုံးတခိုးတွေပဲ အဲ့ဒါကြောင့်အန်ယူဂျီဘာလို့လို့အကောင်းမြင်တာနောက်ဆုံးငါအမျိုးထဲမှာအန်ယူဂျီကိုပတ်သက်လို့မထိလို့ရှိရင်ထိမခံနိုင်ငါကစကားပြောတော့ငါတို့ကလည်းပြက်တယ်။ဘာကြောင့်လဲဆိုတော့မြေပြင်မှာတည်နေတာလေခလေးတွေကလေနှုတ်မြင်မြင်လာမနေရ။ပြီးတော့ Facebook ကလည်းအဲ့ post တင်လို့မရတင်လို့ရှိရင်ဖြတ်ချခံရတယ်ကြည့်။ဘလုံးလေအပြစ်မရှိတဲ့ခလေးတွေကိုလည်းမတက်ကြပါတော့နဲ့ဘဘတို့ရဲ့။အဘတို့ကလည်းအားလို့ရှိရင်တိုက်ချင်လို့ရှိရင်အန်ယူဂျီတွတ်တိုက်တော့ချင်းချင်း ဲ့လိုပဲအပြစ်မရှိတဲ့ခလေးတွေသွားသွားပြီးတော့ဘုံသွားချဲနေရတာကျမတို့တွေကတကယ်သနာတယ်အဘတို့ကဟိုတိုက်ကျမပြောချင်တာရှင်တို့တွေလူတွေမဟုတ်ကြတော့ဘူးလားကို့အပြစ်မရှိတဲ့လူမဲ့ခလေးလေးတွေကြောင်းသွားမဲ့အရွယ်လေးတွေကွာရှင်တို့လောက်ရလိုက်တာဒီခလေးတွေမှာဘာပြစ်ရှိလို့လဲဒီခလေးတွေမှာရေသူညာခလေးတွေလူမျိုးသူတို့မှာ down to အခွင့်အရေးမရှိဘူးလား ကျောင်းမတက်ရတော့ဘူးလားပျော်ရွှင်စွာလွတ်လပ်စွာကျွန်တော်တို့ငငယ်တော့ဖြတ်သန်းခဲ့တဲ့ဘဝမျိုးကျောင်းလွယ်အကလေးနဲ့တွားပြီးတော့ဟိုကျောင်းမတက်ပျော်နေတဲ့ဘဝလေးသူမရတော့ဘူးလားဘာလို့မြင်အဲ့အပြည့်မရှိတဲ့ကလေးတွေကိုဘုံကျဲပြီးတော့တတ်နေရတာတော့မြန်မာနိုင်ငံမှာအခုကသွေးတွေပဲဆုံးနေတာရှိနေတော့တယ်ပျော်ရွှင်ခြင်းဆိုတာတကယ်မှမရှိတော့ဘူးပြအခုလိုမျိုးလိုက်ရလိုက်ရနဲ့ယူရချဖို့ထိုးနေဟာလေနော်သတင်းတော့မဖတ်ကြတော့ဘူးလားတကယ်ဆိုရှင်တို့အားလုံးဒီ မပြည့်ခဲ့ဘူးပဲပြောရတော့မှာဟာငါတို့တွေတော်လောက်ပါပြီเนาะတို့တွေဟိုအားလုံးလည်းဒီဘက်ကောဟိုဘက်ကောရက်လိုက်ကြတော့အေးရအေးချောင်းလေးပဲရှစ်ဆက်သွားဖို့အတွက်ညှိနှိုင်းကြတာညှိနှိုင်းကြပေါ့ဘာကြောင့်လူအသက်ဆိုတခါပဲလေနော်မွေးတွေကမအေးတော့မှ6လလွယ်10လဖွားပြီးတော့ဒီကလေးတွေတယောက်မွေးလာဖို့အတွက်ဒီကိုဝင်စရှိကလေးကဒီကလေးလေးဒီကိုဝင်စရှိတဲ့ဒီကလေးလေးတွေပိုက်ထဲမှာကြမ်းကြမ်းမာမာရှိဖို့အတွက်မိခင်လောင်းနေက မယ်နော်မိခင်လောင်းတွေကဒီကလေးလေးတွေမွေးလာဖို့အတွက်ကိုဝင်စရှိရဲကအစားတောက်ဆင်ခြင်ရတယ်ကျမ်းမာရေးလိုက်စားရတယ်နော်ဘာကြောင့်မိခင်ဖခင်ဆိုလို့ရှိရင်မွေးကန်နေမှာဟိုမိတာတွေဆိုးပါလေသူတို့ရှင်တို့တန်ပုတ်တွေမိတာလာပါလားဆိုးရတယ်ဟိုမိခင်နေဆိုလို့ရှိရင်တရားသဘောလေးနဲ့အေးစင်နေရတဲ့ကောင်းမှုကုသိုလ်လုပ်ရတဲ့ဘာကြောင့်လဲခလေးလေးကကောင်းမမွေးလာဖို့အတွက်ဒီခလေးလေးကကောင်းမမွေးလာဖို့အတွက်သူတို့မှာကိုလာ တယ်လာလွယ်ပြီးတော့အစားသောက်ပြက်အဲ့အိတ်ပြက်မွေးတော့လေခဲရခက်စင်းနဲ့မွေးလာရတဲ့ဒီကလေးတွေကရှင်တို့ကြောင့်ရှင်တို့တွေအသုံးမကျတဲ့ကြောင့်ဒီကလေးကဘုံတန်နဲ့သေဆုံးရတယ်ကျမပြောတာဟုတ်မဟုတ်ကိုယ့်အကိုပြန်စဉ်းစားအစိမ်းဘက်ကအမေတွေကအနီးဘက်ကမိခင်လောင်းတွေပြန်စင်းစားရှင်တို့ကိုဝင်စရှိတုန်းကရှင်တို့ကလေးကိုရှင်တို့ဘလို့ပြုစုကြရလဲပိုက်ထဲမှာကိုဝင်စရှိကြရဒီကလေးတယောက်ဖြစ်လာဖို့အတွက် ရှင်တို့ကလေးတွေကိုကြာတော့နိုင်ငံခြားဟိုဟိုဟိုမင်းသမီးသမီးတွေရဲ့ရှေးပါဆိုမင်းသမီးနေသမီးတွေနေကိုအမွာဘူးကိုမင်းစရှိတော့ကနေဘလို့ပြုစုယူရပြီးတော့ဘယ်ပါမောက်ခဆရာဝန်မနဲ့တော့နပတ်ဆန်ရှိတဲ့နို့တွေကပါမောက်ခဆရာဝန်မှာသွားပြီးတော့သမီးတွေကိုကောင်းကောင်းမွန်မွန်လေးထွက်လာဖို့အတွက်နို့ဘလို့ပြုစုခဲ့လဲဘလို့ပါမောက်ခဆရာဝန်ပေါ်အပ်ခဲ့ရလဲဆရာဝန်ဖြစ်တဲ့ကြသမီးလေးတွေစားတာအအစားတောက်လေးတွေကအစကောင်းကောင်းမွန်စားနိုင်ဖို့အတွက်နို့တွေဘလို့ပြုစုခဲ့တယ် အခုတော့ခလေးတွေဘုံချပြီးသေသွားတာလို့ဘာတခုမှ speak up မလုပ်ဘူး Nino Selly တွေပြောလို့ရှိရင်လူတွေကစိတ်ဝင်စားတယ်။ Nino Selly တွေငါတို့တွေလိုတာမန်လူ အခွန်တသိန်းပြောဘာသာကနေအမြုပ်ကြီးထွက်ပြီးပြောလို့ဘသူမှနားမထောင်ဘူး။တခွန်းတော့လူနားမထောင်ဘူး။ Nino Selly တွေပြောလို့ရှိရင်လေအောက်လိုက်ကြီးက million နဲ့ရှိတဲ့ follower တွေကအားပေးကြတာလေ။ Nino speak out လုပ်လေ။ Nino တရားထွက်ဆိုပြီးတော့တို့ယုံမတက်နဲ့ယုံထွက်ဆိုပြီးတော့တို့အမှန်တရားထွက်ဆိုပြီးတော့တို့ထွက်လာကြတာမလားအခုတို့နိုင်ငံသားမှအေးရအေးကြောင်းပဲလေ speak out လုပ်ပါလားတို့ speak out လည်းတို့မလုပ်ပေးကြဘူးနင်တို့ခလေးပါလွတ်သွားတော့နင်တို့အေးဆေးနေကြတယ်နင်တို့မှာတာသမီချင်းကိုချင်းစာနာတဲ့စိတ်မရှိကြဘူးငါခလေးပဲငါခလေးလွတ်ရင်ပြီးရောပဲငါခလေးကြောင်းတက်ရပြီးရောပဲငါခလေးပညာတက်ပြီးရောပဲသူများခလေးပါပဲဖြစ်နေဖြစ်နေတခြားခလေးတွေတော်ရက်ခလေးပါဖြစ်နေငါခလေးပဲ ငါတို့ကလေးပဲသက်ရှင်ပြီးရောဆိုတဲ့စိတ်နဲ့တွေးတဲ့မိခင်လောင်းတွေကိုအရင်ညွန်တယ်အဲ့မိခင်တွေကအရင်ညွန်တယ်ညို့တာနင်တို့ကမိခင်ကမပီးတောက်ဘာကြောင့်နင်တို့မှာအတ္တတွေရှိကြောင်းနင်တို့မှာအတ္တတွေအတ္တတွေရှိကြောင်းနင်မိခင်ကမပီးတောက်တော်တော့ပါပြီဘဘတို့လည်းတော်တော့ပါပြီအပြစ်မရှိတဲ့ကလေးတွေကိုသွားသွားပြီးတော့မလုပ်ကြပါတော့နဲ့ဒီကလေးတွေက ကြောင်းထချင်တဲ့ကလေးလေးတွေသူတို့လေသူတို့ဘဝလေးသူပျော်ရွှင်ခြင်းညတာပေါ့ဟုတ်တယ်မလားဘာလို့မြန်အပြစ်မဲ့တဲ့ပြည်သူအပြစ်မရှိတဲ့ကလေးတွေကိုဘုံတွေသွားကျဲပြီးတော့တိုက်နေရတာလေအဲ့ဒါကိုလေအန်ယူဂျီကငါတခုပြောမသိလား Facebook မှာလေကျမလေအဲ့အန်ယူဂျီကိုသွားပြီးတော့မလေအန်ယူဂျီဘာလုပ်နေလို့မဲလို့ငါအန်ယူဂျီကိုသွားမင်းနေအန်ယူဂျီကတော့အစိုးရမှာမဟုတ်တာဘာသွား မင်းရလေပတ်စအချိန်ကုန်နေတော့ပြောမင်းနဲ့အန်ယူဂျီဒီစကားစားတဲ့ရှုမလို့ရှင်အန်ယူဂျီဟာတကယ့်ကိုလူသက်သမားပဲလူသက်အားပေးတာအန်ယူဂျီပဲငါ့ကိုလာပြီးတော့စေဖို့လဲလာမစင်စားနေငါအမှန်တရားပြောနေတာသိလားအန်ယူဂျီဟာတကယ့်အလုံးမလုပ်တဲ့သူအန်ယူဂျီတာ ကိုချင်းစာနာစိတ်နဲ့တကယ်အလုပ်မဆိုရင်သူတို့ဝယ်ထားတဲ့ဘောနဲ့ချက်ကင်းနဲ့ပတ်စံနေကိုဘယ်ရောက်ကမှမသိရှင်တို့တွေဥနောက်တရားပဲဟိုမဖွင့်ဖြိုးတော့တာလားရှင်တို့ရဲ့ဥနောက်တရားပဲဟိုတုံးစားလို့မရတာကျွန်မလည်းမသိဘူးဘယ်တော့တခုခုဆိုလို့ရှိရင်အန်ယူဂျီသွားအားကိုးနေအောင်အန်ယူဂျီကပါမလို့လေကျွန်မအခုမြန်မာပြည်ပြန်လာခြင်းလို့ဗီဇာလျှောက်ခြင်းကျွန်မအန်ယူဂျီမှာဆောက်တာမဟုတ်ဘူးလေကျွန်မပါကျွန်မစစ်အစိုးရမှာဖွင့်တဲ့အတိုင်းမှာဆောက်ရတာလေဟုတ်တယ်မလားနိုင်ငံခြားမှနေရကူသိတာပေါ့မနေ့က မနေ့ကဟိုပါလဲဇမင်းသားเนาะအဟောင်းတရမန်လုံးနဲ့အမေရိကန်မှာတရသူ့ရဲ့ live တွေတစ်ချက်ကြည့်လိုက်ရတယ်အခုချိန်မှာအာနာရှင်ကဘာတူလဲအခုချိန်မှာအစိုးရဘာတူလဲကွင်းကွင်းကွက်ကွက်မြင်နေရပဲဟုတ်တယ်မလားအခုချိန်မှာဘာတူကတရုတ်ပြည်ရုရှားပြည်တွေမှာတွားပြီးတော့လက်ခံစကားပြောရတယ်အန်ယူဂျီလား အန်ယူဂျီဘက်ကြောင်မှနေတော်ရဲရနေပြီးတော့အွန်လိုင်းလေးတွေလုပ်လက်သုံးချောင်းလေးထောင်းပြီးတော်ရဲရနေပြီးတော့အစည်းအဝေးလုပ်ဘာတွေပြောပြီးရင်ခွက်ခောက်ပြီးပေါက်ကြက်တွေရှောက်ပြီးတော့အခုပဲ300ရဲ400ရဲ500ရဲ600ရဲပေါက်ချင်ပြီးအခုပဲရန်ကုန်အခုပဲမကောပါလိုက်ပြီးအခုပဲနေပြီးတော့သွားပေါက်ကြက်ပေါက်ပန်း40ဦးနောက်မပြေတော့ assignment assignment ယောဂများရှိသလားအောင်မရတယ်ဓမ္မဆရာယောဂရှိသလားအောင်မရပေါက်ကြက်တွေပြောချင်ပြောနေတာအဲ့ဒါအစိုးရမဟုတ်ဘူးအန်ယူဂျီအစိုးရမဟုတ်ဘူးနော်ငါ့ကိုနေပေးရင်လာပြီးတော့ဆေးဖို့လာမစင်စားနဲ့ညို့ အညွတ်ချုပ်အားပေးရဆိုတော့နှုတ်မအုံမရှိတော့ဘူးသူတွေပဲနှုတ်ထင်းစားပြီးတော့ချီအုံတော့မရှိဘူးပေါ်တင်ပြောတယ်ကွာဘာဖြစ်လဲနင်တို့မှာတားသမီးချင်းကိုချင်းဆန္ဒတဲ့စိတ်မရှိကြဘူးမိမဖြစ်တိုင်းခလေးမွေးဘူးတဲ့မိမကိုဝင်ဆောင်ဘူးတဲ့မိမတိုင်းကမိခင်စိတ်ရှိကိုရှိရမယ်မိခင်စိတ်ရှိပြီဆိုကြတဲ့ကဘယ်ခလေးဖြစ်ဖြစ်တော်ထဲမှာနေတဲ့ခလေးပဲဖြစ်ဖြစ်နိုင်ငံခြားမှာနေတဲ့ခလေးတွေရဲ့ဘဝက အေးအေးဆေးဆေးနေကိုနေရမယ်ကိုချင်းစာစိတ်ထားပေးရမယ်အခုကခလေးတစ်ခုဖြစ်ပါမှလည်းခေါင်းတမထည့်ဘူးအမ်ပူစရာမလိုငါခလေးဖြစ်တယ်မို့ငါခလေးမဟုတ်ဘူးဘယ်လိုခလေးဖြစ်တာဆိုအခုအချိန်မှာပြောချင်တာကတော်တော့ပါပြီဆိုတာထက်ရှင်တို့တွေအလကားနဲ့အားအားရအန်ယူဂျီကိုထိရင်မခံနဲ့ဆက်ဆက်ခံမထိမခံနိုင်တဲ့လူတွေကျမမေးချင်ပါတယ်ရှင်တို့အန်ယူဂျီကဘယ်သူလဲအစိုးရလား အစိုးရလားကျမမေးတာပဲအရင်ဖြေပြီးအောင်နော်အန်ဂျူဂျီတကယ်အစိုးရလားအန်ဂျူဂျီဘယ်နိုင်ငံမှာတွားပြီးတော့အန်ဂျူဂျီကိုဘယ်နိုင်ငံကများဟိုပေါ့နော်ကော်ဇောအနီးခင်းပြီးတော့ဘယ်နိုင်ငံကကြိုးဆိုတာများရှင်လို့မြင်ဘူးသလဲလင်းနေခွဲကာလာမှာမြင်ဘူးလားကျမတော့မတွေ့ဘူးကျမလည်း line နဲ့တန်နေရပါပဲ ဆိုအန်ယူဂျီဘသူလဲကိုကိုပြန်မေးပြီးတော့ကိုကိုအပြစ်ပြန်ထုတ်ဆိုအပြစ်မရှိတဲ့ကလေးရဲ့တေးရတာလောက်ကျမဒေါသထွက်တာမရှိအဲ့အပြစ်မဲ့တဲ့ကလေးတွေကိုဘုံကျဲသေးပြီးဟဲ့ဆိုရင်ကျမအဲ့သွေးဆွန်းတဲ့လွယ်အိတ်ကလေးတွေမြင်ရင်ရှင်နေမကောင်းနောက်သွေးဆွန်းတဲ့လွယ်အိတ်ကလေးတွေသွေးဆွန်းနေတဲ့ចောင်းအင်းကြီးလေးတွေမြင်ရတိုင်းမြင်ရတိုင်းမိခင်တယောက်ဖြစ်တဲ့အတွက်ကြောင့်နှလုံးနာတယ်ခံခက်တယ် ခုချိန်မှာငါဘောမှလည်းမပြောနဲ့ငါဘောလည်းမမအောင်စိတ်လည်းမမအောင်အနီလည်းမမအောင်ငါဘာငါအဖြူဘွားနဲ့ငါနင်းနေတာသိလားနင်းလို့လေဦးနောက်တွေမရှိကြတော့အန်အောင်လို့မစုံနင်းတို့ချစ်တာတွေကနင်းတို့ရဲ့အချစ်တော်စိတ်တွေပေါ့နော်ဆယ်လီဆိုရင်ဟာအရန်ချစ်ကြတာအာဆယ်လီဆိုရင်အရန်ချစ်တာအခုဆိုလို့ရှိရင်လက်သုံးချောင်းထောင်နဲ့ဆယ်လီတွေဆိုရင်အခုဆိုရုပ်ရှင်နေပင်ရိုက်တယ်မပြောလို့ပါဘူးသူတို့ထမင်းစားရမှာဟုတ်ထမင်းစားလို့မရလားထားမပြောတော့ဒါပေမဲ့ တို့ကြည့်ပေါ်ပင်လို့သွားတာအဲ့ဒါလည်းအခုထိထိဟိုပါဆိုပိုတော့စိုးသေးတယ်ဟို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 မင်းသမီးရဲ့တမင်းနှစ်ယောက်အော်ဘော်ရီရှုညာရီရှုအင်္ဂလိပ်ကိုကုချကချပြောလို့ရှိရင်အမလေးချဖို့ကောင်းလိုက်တာတော်လိုက်ကြတာ။အော်တော့အောက်ကနေပြီးတော့အမလေးကယူဆိုင်ချင်တော့ငါပြောသလိုပဲဒေါင်းဒေါင်းကြီးနာပဲအမေရိကမှာနေပြီးတော့ပူမပူနေနဲ့။နင်တို့တနေ့ကြာလို့ရှိရင်နင်တို့အိမ်ရှိနင်တို့နေရနေရာကိုဘုံနေကြမှာပဲအဲ့မှာနင်တို့ကိုချင်းစာစင်တို့ရှိမှာ။ ညီတို့စီကိုမရောက်မလာမှာချင်တို့မှာကိုချင်းဆန္ဒစိတ်တို့မှာမရှိကြအောင်အဲ့လောက်ပဲပြောမယ်ဒေါ်လာထက်တယ်ဒါပဲပါ